မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကဗမော်မျိုးသိန်းတိုက်ပွဲကိုဆင်နွှဲနေရတလနီးပါရှိနေပြီဖြစ်ပြီးတော့မနေ့ကဒီဇင်ဘာလ31ရက်နေ့ကမြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဗမော်မျိုးထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ် ်မြို့ထဲမှာလေကြောင်းတိုက်ခိုက်မှု17ကြိမ်ပြုလုပ်ခဲ့တယ်လို့ကချင်စည်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လေကြောင်းတိုက်ခိုက်မှုများတဲ့ကတိန်တော်ကြီးဖျားချောင်းဝင်းအတွင်းမှာ၈ကြိမ်ဘုံကျဲချခဲ့တယ်လို့အဲ့ဒီစည်ရေးသတင်းရင်းမြစ်ကပြောပါတယ်အကုန်လုံးပျက်စီးကုန်ပါပြီဗျာပြည်သူတွေရဲ့နေအိမ်တွေလည်းထိခိုက်ပျက်စီးကုန်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ် တခြားကချင်စစ်ရေးသတင်းရင်းပဲတဦးကလည်းဗမော်မြို့တိုက်ပွဲအခြေအနေကိုလူမှုကွန်ရက်ကနေအတိပေးဖော်ပြထားရမှာမနေ့ကတိုက်ပွဲအတွင်းမှာစစ်ကောင်စီထံကနေပြီးတော့လက်နက်ခဲယမ်းတွေရရှိခဲ့ပြီးတော့အလံဖြူထောင်တဲ့သူတွေလည်းရှိတယ်လို့ပြောဆိုထားပါတယ်။ဒီဇင်ဘာလ31ရက်နေ့မှာဗမော်မြို့ဝင်းလိုက်ဟိုတယ်တိန်တော်ကြီးဝင်းနေရာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ KIA အနေနဲ့ဗမော်နဲ့မန်စီမြို့တို့ကိုတပြိုင်တည်းထိုးစစ်ဆင်က ဒေသတစ်ခုလုံးကိုတိမ့်ပိုင်နိုင်ရေးအတွက်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲသတင်းအသေးစိတ်အခြေအနေကိုသတင်းထုတ်ပြန်ခြင်းမရှိသေးတော့လဲ။ဗမော်နဲ့မန်စီမြို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေတိုင်းတောင်တွင်းကြီးမြို့အာတော့ကဖုန်ကြီးကျောင်းအနီးမှာရှိတဲ့ခိုင်ခိုင်ကျော်ဓာတ်စီဆိုင်နဲ့နန်းထိုက်ဆန်ဓာတ်စီဆိုင်ကြားမှာစစ်တပ်စစ်ကြောင်းကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ ပြူစောတိလေးဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ30ရက်နေ့ည7:00နာရီအချိန်မှာတောင်တွင်းကြီးမြို့နယ်အာတော့ကဖုန်ကြီးကျောင်းရဲ့မြန်နှချင်းစာစဘာတိုင်တစ်ခုမှာအကြမ်းဖက်စစ်သားများနဲ့ပြူစောတိအဖွဲ့ဝင်များလှုပ်ရှားနေကြောင်းသတင်းရတဲ့အတွက်ခိုင်ခိုင်ကျော်ဓာတ်စီဆိုင်နဲ့နန်းထိုင်ဆန်ဓာတ်စီဆိုင်ကြားမှာကြိုတင်အသင့်ပြင်ဆင်ထားတဲ့အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်သားနဲ့ပြူစောတိလေးဦးတိတ်ဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတိတ်ဆုံးထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်သားများပြူစောတိများထံကနေပြီးတော့ထွက်ကြလာတဲ့တွေးခွက်များကို ထုံးများတဲ့ဖုံးအုပ်ထားတယ်လို့ပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗေဒနုပ်ပြည်သူ့ကာကွယ်တပ်မတော်တောင်တွင်းကြီးတိုက်ရင်နဲ့ပုံနာဝရီအထူးပြောက်ကြားတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့မြို့နယ်အတွင်းမှာလုံခြုံရေးနဲ့တိုက်ပွဲပေါ်ဆောင်မှုများကိုလည်းဆက်လက်ပြီးတော့အားဖြည့်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်အလားတူပဲသခိုင်းတိုင်းချောင်းမြင်းမှုလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရင်တန်းနဲ့ကင်းလက်ရန်ထွက်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်အမှတ်7တိုက်ရင်တပ်ခွဲ၃လျှက်စီးတပ်ခွဲကတာဝန်ရှိသူက တရင်ပေးဖို့ပြောကြားထားပါတယ်ဒီသမားရ31ရက်နေ့မနက်9:00နာရီကန်ကမုံရွာမြို့အခြေစိုက်နမခကနေထွက်လာတဲ့တန်ချက်ကကား6စီးပါတဲ့ရင်တန်းကိုလုံခြုံရေးယူပေးဖို့အတွက်ချောင်းမြို့ရင်းကနေထွက်လာတဲ့အင်အား30ကရှိတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား3ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးရန်တပ်ပစ်ခတ်မှုကြောင့်ခိတခဏငိမ့်သက်ဆောင်ဆိုင်ကမုံရွာမြို့အခြေစိုက်နမခကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တန်ချက်ကကားများထိခိုက်မှုရှိတော်လဲအကြမ်းတ်စစ်သားများထိခိုက်ဒေဆုံးမှုကိုတော့စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းတ်စစ်သားများကရန်တမ်းပစ်ခတ်မှုရှိခဲ့တော်လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်7တပ်ရင်းတပ်ခွဲ3လျှက်စီးတပ်ခွဲ11 people defense force မုံရွာခရိုင်အမှတ်15တပ်ရင်းနဲ့ Rayu Brothers Column Rayu ညီကိုစစ်ကြောင်းတို့ကပူးပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းအတွင်းမှာရှိတဲ့စစ်ရေးနယ်မြေများမှာစစ်ကောင်စီတပ်ကပြင်းအမြန်ဘုံတက်ဆင်ထားတဲ့ကာမီကာဇီအထေခံ drone များကိုအသုံးပြုလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီပြင်းအမြန်နဲ့ဘုံတက်ဆင်ထားတဲ့ကာမီကာဇီအမျိုးအစား drone တစ်စင်းကိုတရက်ခေအန်တရင်လေးရဲ့စစ်ရေးလှောက်ရှားရနယ်မြေတစ်ခုဖြစ်တဲ့မင်းနှုံမြို့အတွင်းမှာနယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ်တွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့တရင်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားပါတယ်။ကျွန်တော်တို့ရဲ့စစ်ရေးလှောက်ရှားမှုဒေသတွေကမင်းနှုံမြို့နယ်အတွင်းမှာရှာဖွေတွေ့ရှိခဲ့တာပါ။ မနေ့ကဒီဇင်ဘာလ31ရက်နေ့ကနေမြေရှင်းလင်းရေးလှုပ်ရှားမှာပြတ်ကျနေတဲ့ကာမီကာစီ drone တစ်စင်းကိုရှာဖွေတွေ့ရှိခဲ့တာပါလို့၎င်းကပြောပြထားပါတယ်။ဒါ့အပြင်စစ်တပ်သုံးအသေးခံ drone အစိတ်ပိုင်းများမှာပျက်စီးနေတဲ့ drone ကိုယ်တွေနဲ့အတူမပေါက်ကွဲသေးတဲ့ပေါက်ကွဲအားပြင်းတဲ့ဘုံတလုံးကိုပါထပ်မံပြီးတော့တွေ့ရှိခဲ့တယ်လို့တပ်ရင်းလေးရဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားပါတယ်။တင်းစီရရှိခဲ့တဲ့ drone အစိတ်ပိုင်းများနဲ့ drone ကိုယ်တွေကနေထွက်ကြထားတဲ့ဘုံဒီပုံများကိုကျွမ်းကျင်သူများထံကိုပေးပို့ပြီးတော့အခြေအနေကိုစုံစမ်းကြည့်ရမှာ drone ကိုစစ်တပ်ကအသေးခံ drone အဖြစ်နဲ့အသုံးပြုထားတဲ့အပြင်ပြင်းအားမြင့်တဲ့ဘုံကိုပါတပ်ဆင်ပြီးတော့အသုံးပြုထားခြင်းဖြစ်ကြောင်းအတီးပြုတ်နိုင်ခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။တပ်စတဲမှာပဲအဲ့ဒီကာမီကာစီ drone အမျိုးအစားများကိုစစ်တပ်ကရှမ်းမြောက်တိုက်ပွဲများမှာလည်းအသုံးပြုခဲ့ပြီးတော့လက်ရှိမှာလည်းအသုံးပြုနေဆဲဖြစ်တယ်လို့တရက်ခိုင်တိုင်ရင်လေးကပြောဆိုထားပါတယ်။ တရက်ခရံ PDF တိုင်ရင်းလေးကစီရေးပေါ်ဆောင်မှုများလှုံ့ဆော်လျက်ရှိရာဒီဇင်ဘာလ28ရက်နေ့မှာကံမမျိုးနယ်ညောင်ပင်ခွင်းကျေးရွာမှာရှိတဲ့စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုစိန်ဝင်းမောင်စော်သူကိုတိုင်ရင်းလေးတခွဲနဲ့ရဲဘော်များကနေအတွင်းကိုဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အုတ်ကြီးစိန်ဝင်းမောင်ဟာစစ်ကောင်စီအလိုကျစစ်မှုထမ်းရေးကိစ္စတွေမှာဥဆောင်ပါဝင်ပြီးတော့စစ်မှုထမ်းလူစားထိုးရန်ကျေးရွာတချို့ကနေပြီးတော့ငွေကျပ်300တောင်းခံကလူစားထိုးပေးခြင်း ်ညောင်မင်ကွင်းရွာပြည်သူများထံကနေပြီးတော့စက်ချေးအဖြစ်တအိမ်တောင်ကိုငွေကျပ်တသိန်းတောင်းယူခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့တရင်လေးကထုတ်ပြန်ထားပါတယ်အလားတူပဲကမ္မမြို့နယ်ကမ္မပြကြီးလန်းကြောင်မဲနယ်ဖယုံလကြားပိုင်းမှာရှိတယ်ဒီသမလာ29ရက်နေ့က live track ကားတစီးနဲ့လာတဲ့အင်အား15ဦးကပါတဲ့စစ်ကောင်စီတပ်သားများကိုတပ်ရင်းလေးတပ်ခွဲနှစ်ကရဲဘော်များကမိုင်းခွဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ် ၎င်းတိုက်ခတ်မှုမှာစစ်ကောင်စီတပ်သား3ဦးသေဆုံးက9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားပြီးတော့အဲ့ဒီကားကတော့အတိုက်ခိုက်ခံရတဲ့နေရာမှာတင်ထိုးရက်သွားတယ်လို့တရက်ခဲတိုင်ရင်လေးကအတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကိုင်မြို့နယ်မှာစက်ရုံအလုယုံများကအလုသမားများကိုစစ်မှုထမ်းတပ်သားတက်များအဖြစ်နဲ့ခေါ်ယူมาဖြစ်တဲ့အတွက်လူစည်ရင်းများကိုပေးပို့ရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွဲဘက်ဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြူအောင်ကအမိန်ပေးလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ၁၀ရက်နေ့မှာစင်ကန်မြို့နယ်အတွင်းမှာရှိတဲ့စက်ရုံအလုံယုံပိုင်ရှင်များကိုစင်ကန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခိတ္တဥက္ကဋ္ဌဗိုလ်မှူးပြည့်ဖြူအောင်ကအရေးပေါ်အစည်းအဝေးတစ်ခုကိုခေါ်ယူလိုက်ပြီးတော့အလုံယုံစက်ရုံများမှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအလုံသမားများရဲ့စည်ရင်းများကိုတေးချာစွာပြုစုပြီးတော့ပေးပို့ရန်အဲ့ဒီစက်ရုံအလုံယုံများကအလုံသမားအယောက်90ကိုစစ်မှုထမ်းအဖြစ်နဲ့ခေါ်ယူမယ်လို့အမိန်ပေးညွှန်ကြားလာကြောင်းသိရှိရပါတယ်။စင်ကန်မှာတလကို တက်သားတဲ့တွေအများကြီးလိုနေတာပေါ့အဲ့ဒါကြောင့်ကြေးရွာတွေရက်ွက်တွေမှာစစ်မှုထမ်းလူရဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးနေရတာပေါ့ရက်ကြေးအုပ်ချုပ်ရေးမှုတွေကလည်းစစ်မှုထမ်းလူတွေကိုမဲဖောက်ပြီးရွေးတဲ့အခါမှာလူအယောက်100ကျော်လောက်ကထွက်ပြေးကုန်ကြလို့လူစုလူမရဘူးဖြစ်နေတယ်ဒါကြောင့်မလို့စက်ရုံအလုံးရုံတွေမှာအလုံးလုံးနေကြတဲ့အသက်18နှစ်ကနေ35နှစ်အတွင်းလူငယ်တွေကိုရက်ွက်အုပ်ချုပ်ရေးမှုကနေတဆင့်စစ်မှုထမ်းဖို့ဆင့်ခေါ်မယ်လို့ဗိုလ်မှူးပြည့်ဖြူအောင်ကပြောလိုက်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တယ်လုပ်ငန်းရှင်တအုပ်ကပြန်လည်ရှင်းပြထားပါတယ်အဲ့ဒီနောက်မှာတော့အစည်းအဝေးလာတက်တဲ့စီးပွားရေးလုပ်ငန်းရှင်များကိုအလုတ္တမစီရင်များကိုအ мян ဆုံးပေးဖို့ရန်ဖောင်များကိုထုတ်ပေးလိုက်ပြီးတော့အလုတ္တမအများအပြားဟာစွမှုထမ်းရမှာကိုစိုးရိမ်နေကြတယ်လို့လုပ်ငန်းရှင်တအုပ်ကပြောပြထားပါတယ်ပြည်တွင်းလုပ်ငန်းတွေမှာလုံသားရှားပါမှုပြဿနာတွေရှိနေတယ်လို့သူတို့ရဲ့ပထွေးမင်းအွန်လိုင်းကိုယ်တိုင်ကပြောထားတာလောက်အောက်ခံထွေအုပ်တွေကအခုလိုမျိုးပြည်တွင်းဆက်ယုံတွေကလုံသမားတွေရဲ့စရင်တွေကိုတောင်းယူပြီးတော့စစ်မှုထမ်းဖို့ဆင့်ခေါ်မယ်ဆိုတာကတိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍကိုဖျက်ဆီးတယ်လို့ဖြစ်နေပြီဗျာ လုပ်ငန်းရှင်တွေဘက်မှာလည်းစက်ရုံအလုပ်ရုံကအလုပ်သမားတွေကိုစစ်မှုထမ်းဖို့ဆင့်ခေါ်လာရင်ဘလို့လောက်ရမလဲဆိုတာမသိတော့ဘူးအလုပ်သမားတွေကိုစစ်မှုထမ်းဖို့မလွတ်ပြန်ရင်လည်းအရေးယူငွေညစ်မှောက်လည်းကြောက်နေရတယ် အလုတ်သမားတွေကလည်းမလုတော့ဘူးဆိုပြီးတော့ထွက်မယ်ကြီးပဲဖြစ်ကုန်ကြပြီလို့စင်ငိုင်ကလုပ်ငန်းရှင်များကဆက်လက်ပြောဆိုထားပါတယ်လက်တလုံးစင်ငိုင်မြို့နယ်မှာတက်သားတဲ့စုဆောင်းလို့မရတဲ့အတော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကစစ်တပ်နဲ့ပူးပေါင်းပြီးတော့အင်စည်းကားများပရဟိတကားများနဲ့လှည့်လည်ပြီးတော့ပေါ်တာဆွဲနေရတယ်လို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌဘုံမူးပြည့်ဖြိုးအောင်ကတရားဝင်ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်လွိုင်ကော်မြို့နယ်မှာစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့စင်စခန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာပြည်သူ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ31ရက်နေ့ညနေ4နာရီအချိန်ကမှအကြမ်းဖက်စစ်တပ်ကလွိုင်ကော်မြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့စင်စခန်းကိုလေရင်နဲ့နှစ်ချိန်ဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်အမျိုးသမီး၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အသက်၈နှစ်အရွယ်ကလေးဘိုက်ကိုထိပြီး ဥထွက်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိကတေဆုံးသွားတယ်လို့သိရပါဗါးအခြားပြည်သူတအူးဟာလည်းခြေပြက်ဒဏ်ရာရရှိခဲ့ရာကနေတေဆုံးသွားပြီးတော့နောက်ထပ်ចောင်းသူတအူးဟာလည်းဥကောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စိုးရိမ်နေရတယ်လို့သိရပါဗါးမနေ့ကဒီဇမလ31ရက်နေ့ညနေ4:00နာရီဝင်းကျင်မှာနှစ်ကြိမ်လွိုက်ကော်မျိုးထဲမှာရှိတဲ့စစ်စခန်းလို့ခေါ်တဲ့စစ်ပေးဆောင်စခန်းကိုလာပြီးတော့ စစ်ကောင်စီရဲ့လေးတပ်ကဘုံကျဲသွားတာဖြစ်ပါတယ်လို့ KNDF ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပြထားပါတယ်အလားတူပဲဒီဇမလ31ရက်နေ့ညပိုင်းကလည်းဒီမော့ဆူမျိုးနယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်မနေ့ကသကောင်းရံအချိန်မှလည်းဒီမော့ဆူမျိုးနယ်တဲကနေရာတစ်ခုကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာရှိပါတယ်ဒါပေမဲ့လူထိခိုက်တာတော့မရှိခဲ့ပါဘူးလို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မမော်မြို့ပေါ်မှာရှိတဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားကိုးွယ်ရာမဟာတိန်တော်ကြီးဖရာကျောင်းဝင်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံများအဆက်မပြတ်ကျဲချခဲ့ရမှာဖရာနဲ့အကျောင်းပရဝုံတစ်ခုလုံး အလုံးစုံပြည့်စည်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ31ရက်နေ့တနေ့လုံးမှာအကြမ်းဖက်ဆက်တပ်ကဗမာမျိုးကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှု17ကြိမ်လုံဆောင်ခဲ့ပြီးတော့မဟာတိန်တော်ကြီးဖះเจ้าဝင်းတဲ့ကိုစစ်လေရင်နဲ့ဘုံ၈ကြိမ်ကျဲချခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲချခဲ့မှုကြောင့်မဟာတိန်တော်ကြီးဖျားဝင်းအတွင်းမှာရှိတဲ့ဇေဒီနဲ့ဝင်းတစ်ခုလုံးရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။တိန်တော်ကြီးဖျားเจ้าဝင်းနဲ့ကိုရှစ်ကြိမ်ဘုံကျဲချခဲ့တယ်။အကုန်လုံးပျက်စီးကုန်ပြီဗျာ ပြည်သူတွေရဲ့နေအိမ်တွေလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် KI ဥဆောင်တဲ့မဟာမိတ်တော်လှန်ရေးတပ်များကဒီဇင်ဘာလ၄ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့ဗမော်မြို့နယ်မန်စီမြို့တို့ကိုမျိုးသိမ်းတိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်အထိတိုက်ပွဲများပြင်းထန်နေကစစ်တပ်က၄ကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများကိုလုံဆောင်နေတဲ့အတွက်ဗမော်မြို့အတွင်းမှာရှိတဲ့နေအိမ်များမီးလောင်ပျက်စီးနေပြီးမြို့ဟာလည်းလုံးဝကိုပြတ်တလောက်မီးပါဖြစ်နေပြီလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းမှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ